ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချင်းကနေကြိုဆိုပါရစေဆိုတော့ဒီယာဒီမှာဒီပရီးမီးယားလိမှာပေါ့နော်အရင်ကြီးအစဉ်ပြေမနေတဲ့အသင်းတွေအများကြီးတဲကမှလူစင်းတွေတောင်းလာပါပြီဆိုတော့ကျွန်တော်တို့ဒီမန်ချက်စတာစီးတီးနဲ့ချဲလ်စီတို့ကထင်သလောက်ထိ performance ကောင်းနေရလက်ကောင်းနေကိုအပြထားနိုင်ခြင်းကျွန်တော်မရှိဘူးပေါ့နော်ဆိုတော့ဒါပါလို့လေပေါ့ကျွန်တော်တို့ဒီလက်ရှိတော့တဲ့သူတို့ရဲ့အဓိကပြဿနာကတော့ injuries တွေပေါ့လေ မန်ချက်စတာစီးတီးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒဏ်ရာပြဿနာတွေအများကြီးကြုံခဲ့ပြီးတော့အခုမှဖြည်းဖြည်းချင်းပြန်ပြီးတော့ကောင်းလာကြတာ Chelsea ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းအာကိုရဲကစားမတွေကကာလာရှိ injury ပြဿနာတွေကြုံရင်းနဲ့တိုင်ပတ်နေကြတာဆိုတော့အခုလက်ရှိ City ပုံမှန်ခြေသွမ်းကိုထိမထားနိုင်သေးတာဟို Chelsea ရဲ့ဘက်ကပုံမှန်ခြေသွမ်းမပြနိုင်သေးဘူးဆိုတော့အနေထားမှာ injury ပြဿနာတွေကအဓိကပါဝင်နေပါတယ်ဆိုတော့ ဘာလို့လဲပေါ့ဒီနေရာမှာဒန်ယာဆိုတဲ့ဒီ physical game မှာတော့ injury ပြဿနာဆိုတာတော့ကျွန်တော်သာကြုံရလေးရှိတယ်ပေါ့လေအဲဒါပေမဲ့လေလို့ပေါ့နော် လူစင်းရဲ့အရန်ကောင်းနေပြီးတော့ Arsenal လိုအသင်းမျိုးမှာတောင်မှ injury ပြဿနာတွေအများတန်းတွေ့နေရတဲ့ပုံစံမျိုးတွေကျွန်တော်မရှိတော့ဘူးပေါ့အဲ့တော့နီးပြ Guardiola ကျွန်တော်ပြောခဲ့တာကျွန်တော်တချို့တခုရှိတယ်ပေါ့နော်ဘာလဲဆိုတော့ FIFA Club World Cup မှာပေါ့နော်အဲကျွန်တော်တို့အနေနဲ့ injury ပြဿနာတွေအများကြီးကြုံရနိုင်သူရှိတယ်ပေါ့နော်အခုလောလောဆယ်တော့သိကြမှာသိတာအောင်မယ် ဒါပေမဲ့လည်းလို့ကျွန်တော်တို့ဒီထပါတော့ဘောက်ဇင်ဒီပွဲကာလတွေလို့ဟလာပြီးလို့ရှိရင်ကျွန်တော်တို့ဒီဇင်ဘာကာလတွေလို့မှာဆိုလို့ရှိရင်ဒီ injury တွေကြုံလာပြီးတော့ဒီ FIFA Club World Cup ရဲ့ effect ကိုတို့ခံစားရနိုင်နေဆိုပြီးတော့ကျွန်တော်ပြောထားတယ်အဲ့ဒီတော့ငါတော့ကျွန်တော်အနေနဲ့ပေါ့နော်အာဂွာဒီယိုလာကအကြောင်းပြချက်ပြီးတယ်ဘာညာပေါ့အဲ့တော့ငါလည်းကျွန်တော်ဗီဒီယိုတွေလုတ်ခဲ့ကြတာတွေကျွန်တော်ရှိတယ်တချို့ကျတော့လေအာချယ်ဆီကချန်ပီယံဖြစ်မိတယ်မှာပါတယ်ပေါ့နော် FIFA Club တွေဘာတွေမှာ Club World Cup တွေမှာကျွန်တော်ဒီ PSG တို့ဘာတို့ကိုတောက်လျှောက်ဆိုလို့ဘယ်လိုပြောမလို့ ဘိုးပြက်ပေါ့နော်လုံအောင်အနံယူပြထားပြီးတော့ချန်ပီယံစလိမှာဘူဆွဲပါတဲ့အသင်းကိုသူကလှုပ်ပြထားတာဗျာအဲ့လိုမျိုးဆိုတော့ဒါမို့ဒီလူစင်းရဆိုလို့ရှိရင်ပေါ့သိတယ်မလားနော်တကယ်ချီနီကောင်းနိုင်တဲ့ဘာညာပေါ့ပြောပြောကြတော့အဲ့ဒီနောက်ပိုင်းမှာဂွာဒီယိုလာကအဲ့လိုလေးပြောလာရောကျွန်တော်တို့မှဗီဒီယိုတွေပါကျွန်တော်လုတ်ခဲ့သေးတယ်ပြောမလဲချယ်ဆီချန်ပီယံဖြစ်ဖို့တို့ဘာတို့ကမလွယ်ဘူးပေါ့နော်မန်ချက်စတာစီးတီးကလည်းသူတို့ရဲ့အကောင်ဆုံးပုံစံကိုပြင်မြင်ရဖို့ဆိုတာမျိုးကလည်းမလွယ်ဘူးပေါ့အဲကြောင့်လဲဆိုတော့ဒီ injury ပြဿနာတွေကသူတို့ကိုဒုက္ခပေးနိုင်လို့ပဲ တချို့ကျတော့လေဟာလူစင်းနေအပြည့်စုံရှိတာပဲကွာကျွန်တော်ပြောတာလူစင်းဆိုတဲ့တည်းမှာလူစင်းကတော့ဒါကောင်းနေပေါ့လေချယ်ဆီကိုကျွန်တော်ကြည့်နေလူစင်းကကောင်းတာပဲဟုတ်တယ်မလားနော်ဟိုလက်ရှိ Manchester City ကိုကျွန်တော်ကြည့်နေလူစင်းကကောင်းတာပဲဒါပေမဲ့လို့ first line နဲ့ကကစားမားတွေလောက်တော့အရင်ကစားမားတွေကမကောင်းနိုင်ဘူးဗျာအရင်ကုန်ကုန်ရောက်နေရတယ်ဆိုတာအလကားမဟုတ်ဘူးအကြောင်းရင်းရှိတယ်ဆိုတော့လူစင်းရင်ကောင်းနိုင်ဟိုအချင်းကြီးကကောင်းတာမဟုတ်ဘူးကြည့်မယ်အဲ့ဒီလူစင်းရင်ရဲ့ quality ကလည်းကျွန်တော်အများကြီးကျန်သေးတယ်ဟိုဒီနေ့မှာ တဲ့လူစင်းဘလောက်ရှိတယ်ပညာပြောကြတယ်เนาะအခုလိုလိုစင်မှာဆိုလို့ရှိရင်တော့ Chelsea တို့ကဒီဒုက္ခတွေခံစားနေရပြီ Manchester City တို့ကဒီဒုက္ခတွေခံစားနေရတဲ့အချိန်မှာတိုင်ပတ်သွားပြီးတော့အခုလက်ရှိပြန်ကောင်းအောင်လုပ်ဖို့ကြိုးပမ်းနေတဲ့အချိန်မဲကျွန်တော်ရှိသေးတာဒါတွေဒီအဓိကပြဿနာတွေပဲ injury ပြဿနာ Guardiola ပြောတဲ့ injury ပြဿနာတွေပေါ့နော်လူစင်းနဲ့တင်ကျွန်တော်နေမလုံလောက်ဘူးပေါ့ရှိတဲ့လူစင်းရဲ့ quality ကလည်းကျွန်တော်ရှိသေးတယ်ဆိုတာကျွန်တော်တို့သက်သေပဲဆိုတော့ဒါတွေကိုဒီနှစ်သင်းကခံစားနေရတာကျွန်တော်တို့ Manchester City ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် ဒီယာဒီဆာမှာဆိုလို့ရှိရင်ဘလူးမန်အဆင်မပြေဘူးဗျပထမဆုံးပွဲမှာဦးပန်းအနံကို၄ခုပြက်နဲ့ကျွန်တော်နိုင်တယ်အဲ့ဒီနောက်ပိုင်းမှာသူတို့ injury ပြဿနာကြီးကြုံရတော့တာအတိရောက်လာပါတယ်ဆိုတဲ့ Chucky ဒန်ယန်ပြဿနာကြုံတယ် Kovacic ဒန်ယန်ပြဿနာကြုံတယ် Rodri ကတော့ကျွန်တော်မနော် FIFA Club World Cup မှာနည်းနည်းလေးဝင်ကစားပြီးနေအခုဆိုဒန်ယန်ပြဿနာထက်ကြုံတယ်နော်ထက်ကြုံနေပြီလို့ရှိရင်ကျွန်တော်တို့ဒါအဲမာမိုရှိတို့ဘာလို့ဒဏ်ရာပြဿနာတွေကျွန်တော်ကြုံနေသိလားဆိုတော့ပြောရရင်အခြေအနေကမကောင်းဘူး injury ပြဿနာတွေဒီ Manchester City ကိုအဓိကဒုက္ခပေးနေတဲ့နေရာမှာပါတယ် ဒါရီဟာ FIFA Club World Cup ရဲ့ကျွန်တော်ပေါ့နော်ခྱི་ကြီးသွားပြီးတော့ကျွန်တော်တို့နေမတူညီတဲ့ຢာတီဥတုဒီမှာကစားရရင်ねတိုင်ပက်လာခဲ့တဲ့အကြောင်းရင်းတွေကတခုဒါအပြင်ကျွန်တော်နေ Chelsea ကိုကျွန်တော်ကြည့်တော့လေခိုးဝဲတို့ကစားမမျိုးတွေ injury ပြဿနာကျွန်တော်ရေရှည်ရတယ်အခုလည်းကြည့်ခိုးပါမာလို့ကစားမမျိုး injury ပြဿနာကျုံလို့ကျုံရတယ်ဒုက္ခတွေကကျွန်တော်ရောက်နေပြီခိုးဝဲမပါတဲ့နောက်တန်းမှာ Chelsea ဒီအဓိကပြဿနာတွေကျွန်တော်ကြုံနေရပြီ နော် debrine over လဲဒီ crop မှာမပါတဲ့ type sit ပိုင်းမှာဆိုလို့ရှိရင်ကျတို့ဒါဟိုအကောင်းဆုံး performance တွေကျတို့မမြင်ရတော့ဘူးတောင်ပန်ကစားမတွေစီကနေပါတိုင်ပက်လာတာနော်ပြီးလို့ရှိရင်အစ်တဝေထားပါတယ်ဆိုတော့ liam dilap 2အနေနဲ့လဲ fiber club world cup တီမှာကျတို့ဝင်ကစားတယ်အခုကျွန်တော်တိုင်ပက်နေပြီဒဏ်ရာပြဿနာတွေကြောင့်ဒါဒါဒီအဲ့ဒီ FIBA Club World Cup ရဲ့အကျိုးဆက်တွေပဲပေါ့နော်ချယ်ဆီကတော့ဘူဆွဲခဲ့တာဖြစ်တဲ့အတွက်ဒါတန်နေပေါ့လीနော်တန်နေပေါ့သူတို့လည်းပဲလက်ရှိသူတို့ကြုံနေရတဲ့ပြဿနာတွေက လူစရင် quality ပြဿနာတွေ injury ပြဿနာတွေကြောင့်ဒုက္ခရောက်ရတဲ့အရာတွေကကျွန်တော်များနေတယ်။ဆိုတော့လက်ရှိ Chelsea မှာ Mares ကအများကြီးတက်နိုင်တာဘာမှမရှိဘူး။ဘာလို့လဲဆိုတော့သူရဲ့နောက်တန်းမှာရှိတဲ့လူစရင်တွေကအဲ့လောက် quality ကောင်းတဲ့ကစားမားတွေဟုတ်မနေလို့ပဲ။နောက်ဖိုဖန်နာတို့ဘာလို့ဆိုလို့ရှိရင်လည်းခေါင်းတန်ရပြန်ရသွားလို့เนาะပြန်ပြီးတော့နားရတာမျိုးမပြောရှင်တူစင်တို့ဆိုလို့ရှိရင်လည်းအဆင်မပြေတာမျိုးเนาะချာလိုဘာလို့ဆိုလို့ရှိရင်လည်းကိုဝဲတို့ဘာလို့မရှိတဲ့အချိန်မှာပုံမှန်လောက်ပဲကျွန်တော်ကတော့ကစားနိုင်တာမျိုးတွေ ဒါရီရတော်တော်လေးကိုတိုင်ပတ်ပါတယ်အချင်းပေါင်ကြတော့လေလူငယ်ကစားမတယောက်ဖြစ်နေတဲ့အတွက် weekend week out ကျွန်တော်တို့က mini 90အပြည့်90အပြည့်ကစားရင်းနဲ့ပုံမှန်ခြေသွမ်းပြနိုင်မှုမလွယ်တာမျိုးတွေကျွန်တော်ဒါတော့မှနော် Reese James ရဲ့အချင်းဒီကို Maris ကတော်တော်လေးကိုကင်တွေထားလို့တည်တည်ချာချာလေးသူ့ကိုနော်ပွဲကစားခွင့် mini 90လောက်ပဲပြီးပြီးတော့လူစားလဲတာမျိုးတွေနော်ကျွန်တော်တို့က mini 80လောက်မှလူစားလဲတာမျိုးတွေဒါမျိုးလေးတွေနဲ့သူထိန်းထားလို့ဟိုခုဒီပါလေဒီ James နဲ့တော်လေးကိုကောင်းလာလားဆိုတော့ဒီအသင်းနေတယ်မလားဆိုတော့လေမဟုတ်ဘူးကျွန်တော်တို့ဒီ PSG တို့ဘာလို့ဆိုလို့ရှင်လဲပဲဒီလိုပဲ တို့ဒီရဲ့ဒဏ်တွေတို့ခံစားနေရတာ injury ပြဿနာတွေတို့အများကြီးကြုံနေเนาะကျွန်တော်တို့ဒီယာဒီမှာဆိုလို့ရှိရင်ဂျောင်းနီဘက်ဆို injury ကြုံပြီးပြီးသွားပြီး Fabian Ruiz ဆိုနာပူပြီးသွားပြီးပြီးရင်ကျွန်တော်တို့ဘီတင်ညာတို့ပွဲတွေလွဲတချို့လွဲပြီးသွားပြီးတိုက်စစ်မှာ Usman Dembele ပွဲအများစုကျွန်တော်လွဲပြီးသွားပြီးပြီးတော့ဒါမိုးတွေပေါ့ဆိုတော့ပြောရရင်ကျွန်တော်တို့မလွယ်ဘူးပေါ့เนาะဟိုဒီ FIFA Club World Cup ရဲ့ကျွန်တော်ဒဏ်တွေကိုအသိဉာဏ်ခံစားနေရတာဒါကြောင့်ကျွန်တော်ယာဒီစတော့ကျွန်တော်ပြောခဲ့သလိုပဲလူစင်းတောင်းနေဆိုတာတောင်းမှာပေါ့เนาะ ရှိပါတယ်ဆိုတဲ့လူစင်းင်းက quality ဘလောက်ရှိတယ်လဲဆိုတဲ့အပေါ်မှာလည်းမူတည်သေးတာ first line နဲ့ကစားမားတွေရဲ့အလုပ်တွေကိုမလုပ်နိုင်ဘူးဆိုရင်လူစင်းင်းမိမိအယောက်တရာရှိနေလေ quality မရှိတဲ့အခါကျွန်တော်ဒုက္ခရောက်အောင်ပါပဲအခုလက်ရှိကျွန်တော် Chelsea နောက်တန်းဆိုတအားသိတာတယ်ကိုဝဲတို့ကစားမားမျိုးမရှိတဲ့အနေအထားမျိုးတွေမှာဘယ်ကောင်ကမှ Crowe ရဲ့ quality ကိုမှီအောင်မကစားနိုင်ဘူးအချိန်ပေါင်းကြတော့လေတအားငယ်သေးတဲ့အခါကျတော့ဒီတောင်းတွေအကုန်လုံးကိုသူ့ပုံမှာလွှဲပေးလိုက်လို့ကျွန်တော်မဖြစ်ဘူး Tosinho ဘာလို့ဆိုလို့ရှိရင် Fulan ကနေကျွန်တော်ရောက်လာပြီမဲ့လေလို့ပေါ့နော် သူ့ရဲ့ဒီဘယ်လိုပြောမလဲသူ့ပုံမှာမျှော်လင့်ထားတဲ့အရာတစ်ခုလောက်တည်းသူဘာမှမလုပ်နိုင်ဘူး။အဲကျွန်တော်တို့ FIFA Club World Cup မှာဒီ injury ပြဿနာတွေဖြစ်ပြီးတော့ဒါတွေကလက်ရှိဒီ club လောလောဆယ်ဒီမှာ FIFA Club World Cup ကိုဝင်ကစားတဲ့အသင်းတွေအတွက်ဒုက္ခရောက်နေတယ်ဆိုတော့ကျွန်တော်တို့ Chelsea နဲ့ Manchester City ကတော့ Premier League မှာတက်သေးပေါ့လေ။ဆိုတော့ဒီ injury ပြဿနာတွေမရှိတဲ့အသင်းတွေကျတော့လေလက်ရှိလို Arsenal တို့ပါလို့ဆိုရင်ကျွန်တော်တို့ကြည်ပါလား။အသင်းကိုယ်ကလေးကအရင်ဆုံးကောင်းနေတဲ့နေရာမှာပါတယ်။အဲ့ဒီတွေကမှကျွန်တော်တို့ ဒီလူစင်းကြတော့လေဗျာတည်တယ်မလားချယ်ဆီတို့လိုလူများနေတာတင်ကျွန်တော်မဟုတ်ဘူးအကြီးသွေးပိုင်းမှာကိုကတအားစကားပြောပြီးတော့ FIFA Club တွေပါလေလေဝင်မကစားခဲ့ရတဲ့အချိန်ကြီးမျိုးမှာ AACC နဲ့ပြင်ဆင်ဝင်ကျွန်တော်ရတယ်အခုလည်းကြည့်ကျွန်တော်အဆင့်တစ်ကိုကျွန်တော်ရောက်နေပြီအနော်အာနီဆိုတော့ကြတော့လေဘာ injury ပြဿနာမှမကြုံဘူးဘာ FIFA Club World Cup မှာလည်းရှင်ပြန်မကစားခဲ့ရဘူးဒါပေမဲ့သူပုံစံသူ့ရဲ့စိတ်ကြိုက်ပုံစံတိဆောက်ခြင်းနဲ့အတင်းတင်းကိုပြောင်းလဲပြစ်တဲ့အခါမျိုးတွေမှာကစားမားတွေကအဆင်မပြေနဲ့အကုန်ဒုက္ခရောက်နေရတယ် တော့ Manchester City နဲ့ Chelsea ကတကယ်တမ်းဆိုလို့ရှိရင်ဒီနီးပြတွေပဲဆက်ပြီးတော့ခန့်ထားတာအပြောင်းလဲအများကြီးမရှိတဲ့ပုံစံမျိုးတွေနဲ့ဆက်သွားနေတဲ့အခြေအနေမျိုးမှာပိုကောင်းနိုင်ခဲ့တဲ့တင်တယ်။သို့တော်လည်းပဲအဲ့ဒီပိုကောင်းအောင်လုတ်ပြမထားနိုင်ဘူးလို့လို့ဆိုစေအဓိကကတော့ injury ပြဿနာ FIFA Club World Cup မှာရှင်ပြိုင်ကွင်းเนาะပိုဘာလဲဝင်ပြီးတော့ကစားခဲ့ပြီးတော့အခုလက်ရှိအဲ့ဒီပြဿနာတွေရဲ့နောက်ဆက်တွေကိုကြုံနေရတယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ညီကလေးရောဘလူးမင်းညာလေးဆွေးနွေးရပါအောင်ကျွန်တော်ညီမကြီးတို့မှာလေး